အားလုံးပဲမင်္ဂလာပါရှင် AC Channel မြန်မာမှာပြန်လည်ကြိုဆိုပါရစေ။ယနေ့တက်ဆက်ပေးမယ့်အကြောင်းအရာတော့ thyroid hormone နဲ့ယောဂအကျွမ်းစားရနဲ့ရှောင်ရံအစာအစာများဆိုရဲခေါင်းစဉ်လေးပဲဖြစ်ပါတယ်။ thyroid hormone နဲ့ယောဂက thyroid ဂလန်းကနေ thyroid hormone ကိုလောလောလောမထိုးလို့နိုင်တဲ့အခါမှာဇီဝကံမှာဖြစ်စဉ်တွေအပါအဝင်ခန္ဓာကိုယ်ရဲ့လုံလောက်ဆောင်တာတော်တော်များများကို နေကိုယ်စေတဲ့ဆမ်းမရဲ့အခြေအနေတခုဖြစ်ပါတယ်။ဒီယောဂကအစာသောက်ချိုတဲ့မှုနဲ့ဆက်ဆံနေပါတယ်။သာရဟော်မုန်းတွေယောဂကိုကုသဖို့ဒါမှမဟုတ်ကာကွယ်ဖို့ပြီးခြားအစာစာတွေမရှိတော့လဲတချို့ရွေးချယ်စရာတွေကသာရလှုပ်ဆောင်ချက်တွေကိုပံ့ပိုးပေးနိုင်ပါတယ်။သာရဟော်မုန်းတွေယောဂအထွတ်စားပေးရမယ့်အစာစာများလက်ဆက်တဲ့သစ်သေးတွေခင်းသီးရွက်တွေ 4 grade note 12ပစ္စည်းတွေနဲ့အသားဓာတ်တွေပါဝင်တဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုတေချာစားသုံးမိပါ နေ့တိုင်းရှင်မြမြတောက်ပြီးပါထဲသွင်းစားသုံးရမယ်အစားအစာတွေကဘယ်မျိုးမျိုး note 12ပစ္စည်းတွေဘူအမျိုးမျိုးအသားငါအသီးရနှံနဲ့အင်းဒီယောချွေ4 grade နေမပြေဝသူကိုတော့ပမာဏအနည်းငယ်သာစားပေးပါ ပါရိုက်ကျမရဲ့အထွတ်မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်များနံပါတ်၈အာယဝတင်အာဝတင်ကိုတချို့အစားစားတွေနဲ့အာဝတင်စွာမှာတွေ့ရပါတယ်အာဝတင်ကပါရိုက်လှုပ်ဆောင်မှုတွေရဲ့အကြီးကအစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်ခန္ဓာကိုယ်မှာအာဝတင်အလိုတော်မရှိတဲ့အခါမှာသားရာ stimulating hormone TSH ပမာဏကိုများစေပြီး guaiter လို့ခေါ်တဲ့ လေဗီဂျီယောဂကိုဖြစ်စေနိုင်ပါတယ်။ The recommended diet along with RDA ကအရွယ်ရောင်ပုတ္တရရဲ့အာဝဒင်းစားသုံးမှုက150 microgram ဖြစ်ပါတယ်။အာဝဒင်းရဲ့အရင်းမြစ်ကောင်းတွေက no drug ပစ္စည်းတွေဟိုအမျိုးမျိုးငားနဲ့ပင်လယ်စာတွေပဲဖြစ်ပါတယ်။နမနဲ့ဆယ်လီနီယံဆယ်လီနီယံကအစားအစာတွေမှာတွေ့ရတဲ့သတ္တုဓာတ်တစ်မျိုးဖြစ်ပြီး ဖြစ်ဆက်စာပုံစံအနေနဲ့လဲရရှိနိုင်ပါတယ်။ thyroid hormone ရဲ့ဇီဝကံမှာဖြစ်စဉ်တွေမှာလဲမရှိမဖြစ်လိုအပ်ပါတယ်။ selenium ချို့တဲ့သူတွေမှာ thyroid hormone ရဲ့ယောဂ grade C နဲ့ Hashimoto thyroid ယောဂတွေကိုဖြစ်စေနိုင်ပါတယ်။ RDA ကအရွယ်ရောက်ဝိသုရိရဲ့ selenium စားသုံးမှုက55 microgram ဖြစ်ပါတယ်။ selenium ပါဝင်မှုများတဲ့ အစားအစာတွေကအမေဒါဘရာဒီတစ်စီဝတ်သားစာရင်းငါနဲ့တူနာငါတွေပဲဖြစ်ပါတယ်။နံပါတ်3ဆင်းဆင်းကသိုက်ရိုက်ဟော်မုန်းထုတ်လုပ်မှုအကြားမရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်မျိုး ဖြစ်ပါတယ်။ဆင်းတဲ့ချိုးတဲ့သူတွေမှာသိုက်ရိုက်ဟော်မုန်းနဲ့ယောဂဖြစ်နိုင်ခြင်းပုံများပါတယ်။ဆင်းတဲ့နဲ့သိုက်ရိုက်ဟော်မုန်းတွေဟာတစ်ခုနဲ့တစ်ခုဆက်နွယ်မှု ရှိပါတယ်။ thyroid hormone ရာဇင်းသက်ဆိုမျိုးအတွက်မရှိမဖြစ်လိုအပ်ပါတယ်။အာဒီကအရွယ်ရောက်ပြီးရဲ့အမျိုးသားတွေမှာဇင်းသက်စားသုံးမှုက7 mg ဖြစ်ပြီးအမျိုးသမီးတွေမှာဆိုရင်8 mg ဖြစ်ပါတယ်။ဇင်းသက်ကျော်ရွားတဲ့အစားအစာတွေကအမေသာ၊ကမ၊ဝတ်သား၊ရွှေပြုံစိ၊ကျက်စင်သားနဲ့ zinc fortified river cereal တွေပဲဖြစ်ပါတယ်။ ံပါတ်၄ဗီတာမင် D ဗီတာမင် D က thyroid gland ကိုထောက်ပံ့ပေးတဲ့မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။ခန္ဓာကိုယ်ရဲ့ဗီတာမင် D အများစုကနေအောင်ခြင်းနဲ့ထိတွေ့မှုကနေလာပြီး900ခန်းလုံးကနေ1000ခန်းလုံးထိပါသာအစားအစာအရင်းမြစ်တွေကနေရရှိပါတယ်။ဗီတာမင် D ချိုးတဲ့ခြင်းက autoimmune thyroid ရောဂါနဲ့ thyroid ကိစ္စလုံးမျိုး thyroid အခြေအနေတွေအကြော ဖြစ်နိုင်ခြင်းအချက်တစ်ချက်ဖြစ်ပါတယ်။ RDA ကအရွယ်ရောဝိသုရိအထွတ်နောက်ဆုံးရမယ်ဗီတာမင် D ပမာဏက35မိုက်ခရမ်600 IU ဖြစ်ပါတယ်။နံပါတ်5ဗီတာမင် B12 ဗီတာမင် B12 ကရှေးမှာပျော်ဝင်နိုင်တဲ့ဗီတာမင်တစ်မျိုးဖြစ်ပြီးတချို့အစားအစာတွေမှာတွေ့ရပါတယ်။ဘဝအောင်သောစနစ်နဲ့တွင်းနီဝဆယ်တွေဖွံ့ဖြိုးတိုးတက်မှုအထွတ်လည်း မရှိမဖြစ်လိုအပ်ပါတယ်။ပါရိုက်လောက်ဆောင်မှုတွေထွက်လဲအရေးကြီးပါတယ်။ဗီတာမင် B12 ချို့တယ်မယ်ဆိုရင်ပါရိုက်ဟော်မုန်းနဲ့ယောဂဖြစ်နိုင်ခြေကိုမြင့်တက်စေပါတယ်။ RDA ကအရွယ်ရောဝိသုရေရဲ့ဗီတာမင် B12 လိုအပ်ချက်ကနှစ်သမာလေးမိုက်ခရိုဂရမ်ဖြစ်ပါတယ်။ဗီတာမင် B12 မြင်ပါတယ်။အစားအစာတွေကအမဲအသေးခုံးကောင်း nutritionist တမာနဲ့စင်မုံအားတွေပဲဖြစ်ပါတယ်။နံပါတ်6မက္ကနီဆီယံမက္ကနီဆီယံကခန္ဓာကိုယ်လုံလောက်ဆောင်တာအများကြီးအကျော်မရှိမဖြစ်လိုအပ်တဲ့သတ္တုတ္တမျိုးဖြစ်ပါတယ်။သာရငယ်ပတ်သက်ပြီးမက္ကနီဆီယံကသာရဟော်မုန်း AST T4 ကို AST C3 အဖြစ်ပြောင်းလိုက်ပါတယ်။မက္ကနီဆီယံကချိုးတဲ့သူတွေမှာသာရဟော်မုန်းရဲ့ယောဂါဖြစ်နိုင်ခြေပုံများပါတယ်။ RDA ကအမေရောက်ပြီးရဲ့အမျိုးသားတွေမှာမက်ခနီဆီယန်ထက်လိုအပ်ချက်က290မီလီဂရမ်ဖြစ်ပြီးအမျိုးသမီးတွေမှာကျတော့320မီလီဂရမ်ဖြစ်ပါတယ်။မက်ခနီဆီယန်ပါဝင်မှုများတဲ့အစာအစာတွေက RNC, POC, GRC, ရွှေပြုံစေလုံးနဲ့ခင်းနှုတ်ရရက်တွေပဲဖြစ်ပါတယ်။နံပါတ်9စန်တက်စန်တက်ဆိုတဲ့ခြင်းကကဘာတဝန်းလုံးမှာ အဖြစ်များဆုံးတက်ထူတဲ့ချိုတဲ့မှုအမျိုးသားဖြစ်ပါတယ်။သွေးနူဆွဲတွေ၊သရိုက်နဲ့အုံနောက်နဲ့အအောင်ကျော်ဆိုင်ရာလှုပ်ဆောင်မှုတွေအပါဝင်ခန္ဓာကိုယ်လှုပ်ဆောင်ချက်အများကြီးအတွက်မရှိမဖြစ်လိုအပ်ပါတယ်။တန်တဲ့ချိုတဲ့မယ်ဆိုရင်သရိုက်ရဲ့ auto antibody က positive ဖြစ်နိုင်ခြင်းမြင့်တက်စေပါတယ်။ RDA ကအရွယ်ဝိတုတွေဖြစ်တဲ့အမျိုးသားတွေမှာဆိုရင် တန်တလိုအပ်မှုက10 mg အသက်16နှစ်ကနေ50နှစ်အထိအမျိုးသမီးတွေမှာဆိုရင်18 mg အသက်50နှစ်အထက်အမျိုးသမီးတွေမှာကျတော့10 mg ဖြစ်ပါတယ်။တန်တရဲ့အရင်းမြစ်ကောင်းတွေကအမေသေး Iron for the Brain Brave Series ပဲလေကမပဲကြီးနဲ့စတော်ဘယ်ရီပဲဖြစ်ပါတယ်။ Thyroid hormone ရောဂါအကျွတ် ရှောင်ကျင်ရမယ်အစာစာများတချို့အာဟာရဓာတ်တွေကသာရိုက်ဂျမအေကို အနောက်ရက်ဖြစ်စေနိုင်ပါတယ်ကော်ဗီပန်အုပ်စုကိုပမာဏအများကြီးစားမယ်ဆိုရင်သာရိုက်လုံငန်းဆောင်တာတွေကို အနောက်ရက်ဖြစ်စေနိုင်ပါတယ်ဒါပေမဲ့ပုံမှန်ပမာဏပဲစားမယ်ဆိုရင်အလုံးစုံသောဂျမအေအတွက်အချို့ပြုပြီးသာရိုက်ရဲ့လုံငန်းဆောင်တာတွေကိုအနောက်ရက်မဖြစ်စေပါဘူး Facebook ကိုအစီကံထားတဲ့ထုတ်ပုံတွေဟာခန္ဓာကိုယ်က thyroid hormone ထုတ်လုပ်မှုကိုအနှောက်အယှက်ဖြစ်စေပါတယ် thyroid hormone ရဲ့ယောဂကိုဖြစ်စေတဲ့ Hashimoto thyroid ယောဂရှိသူတွေဟာသာမန်လူတွေထက် gluten တက်မတဲ့ဥတေယောဂဖြစ်နိုင်ခြင်းပိုများပါတယ် Hashimoto thyroid ယောဂနဲ့ gluten တက်မတဲ့ဥတေယောဂနှစ်မျိုးစလုံးက autoimmune ယောဂတွေဖြစ်ပါတယ် ်အော်တို့အင်ဂျူကြောင့်ဖြစ်တဲ့ thyroid hormone နဲ့ယောဂရှိသူတွေက gluten ပါတဲ့အစာအစာတွေကိုရှောင်ကျရပါမယ် ultra processed food တွေဖြစ်တဲ့ fast food တွေ hot dog soda တွေနဲ့တစားပါတဲ့စားကြတွေကိုရှောင်ကျင်တာကယောဂလက္ခဏာတွေကိုပိုကောင်းမွန်စေပြီးကိုယ်လေးချိန်ကိုစီမံခံခွဲခြင်းနဲ့အလုံးစုံသောကျန်းမာရေးကိုမြင့်တင်ပေးနိုင်ပါတယ်နေကုန်ချောရရင်တော့ သာရိုက်ဟော်မုန်းတွေယောဂအတွက်အစာဘောက်တလူတွေကအထောက်ကိုမဖြစ်နိုင်ပေမဲ့ကျန်းမာရေးရဲ့ညို့တဲ့အစာသာမျိုးစုံကိုစားသုံးတာကအကျိုးပြုနိုင်ပါတယ်။အာယိုဒင်၊ဆလီနီယမ်၊ဇင်၊ဗီတာမင် D ၊ဗီတာမင် B12 ၊မဂနီဆီယမ်နဲ့တန်ဓာတ်လိုမျိုးသာရိုက်ကို၆ပံပေးတဲ့အာဟာရဓာတ်တွေပါရှိတဲ့အစာအစာတွေကိုစားပေးပါ ဒီစီစဉ်လေးကိုကြောင်းနေရင်ရန်နာပြစီရှင် AC channel မြန်မာမှာကျမ်းမာရေးဆိုင်ရာဘဝဒုတာတွေအင်ဂျွေကုတန်ဒီရေနဲ့ဆောင်ရံရှောင်းရံအချက်တွေကိုတင်ဆက်ပေးသွားဦးမှာဖြစ်လို့ဆောင်းရောကြည့်ရှုကြဖို့ဖိတ်ခေါ်ရင်နှုတ်ဆက်လိုက်ပါရရှင်ကျမ်းမာရေးနဲ့ပတ်သက်တဲ့အသိပညာဘဝဒုတာတွေကိုမတည့်ရသူမရှိရလျောင်းပြန်လဲမျှဝေပေးပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါရရှင်